အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့သခင်ယေရှုကယောဟန်စီကနေဗက်တိဇံပေးဖို့ကိုတောင်းဆိုလိုက်ပြီးတဲ့နောက် မာနက်စီကနေစုံစမ်းသွေးဆောင်ခြင်းတွေကိုဘယ်လိုခံရမလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာယောဟန်က ကျွန်တော်ထက်ကြီးမြတ်တဲ့သူရောက်လာတော့မယ်ဆိုပြီးဟောင်းနေပါတယ်။ယေရှုအသက်30ခန့်မြောက်ရှိတဲ့အချိန်မှာယောဟန်ဗတိစံပေးနေတဲ့ယော်ရမိကိုတွားပြီးဗတိစံပေးပါလို့တောင်းဆိုတဲ့အခါယောဟန်က ခမည်းကိုကျွန်တော်ဗတိစံမပေးသင့်မဲ့ခမည်းကသာကျွန်တော်ကိုဗတိစံပေးရမှာလို့ပြောပါတယ်။ဒီတော့ယေရှုကလည်းအလုံးစုံသောတရားတွေကိုအကုန်စင်ကျင့်တဲ့လားဖြစ်လို့အခုအခွင့်ပေးပါဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ယောဟန်လည်းဝန်ခံပြီးယေရှုကိုဗတိစံပေးလိုက်ပါတယ်။ ယေရှုကဗရိဇံကိုခံပြီးရေထဲကနေပေါ်ထွက်လာခြင်းမှာကောင်းကင်ပွင့်ပြီးဖျားသခင်ရဲ့ဝိညာဉ်တော်ကအကျိုးငှက်ကဲ့သို့ဆင်းသက်ပြီးယေရှုအပေါ်မှာနားနေတာကိုမြင်ရပါတယ်။ပြီးတော့ဤသူကငါနှစ်သက်မျက်နှိုးရာငါဤချစ်သားပေဒီဆိုပြီးကောင်းကင်ကအသံတော်ထွက်လာပါတယ်။ယေရှုကတန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်စုံပြီးယော်ဒန်မြစ်ကနေပြန်တဲ့အခါဝိညာဉ်တော်ကတောကိုပို့ဆောင်ပြီးအရက်၄၀ပတ်လုံးမာနရဲ့စုံစမ်းတွေးဆောင်ခြင်းကိုခံပါတယ်။ အဲ့ဒီကာလပတ်လုံးမှာအစာအာဟာရကိုလုံးဝမသုံးဆောင်တဲ့အတွက်အဲ့ဒီကာလလွန်တဲ့အခါမှာတော့ယေရှုကအစာမွတ်သိပ်နေပါတယ်။ဒါနဲ့မာနက်ကယေရှုကိုဘုရားသခင်ရဲ့သားတော်မှန်ကြောက်ခဲကိုမုတ်ဖြစ်စေပြီးစားပါလို့ပြောတဲ့အခါယေရှုကစံစာထဲမှာလူကမုတ်အားဖြင့်အသက်ရှင်ရမှာမဟုတ်ဘူး။ဘုရားသခင်မိန့်တော်မူသည်များအားဖြင့်သာအသက်မွေးရမယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါနဲ့နောက်တစ်ခါမာနက်ကယေရှုကိုအယံမြင့်နဲ့တောင်ပေါ်ခေါ်သွားပြီးလောကရဲ့တိုင်းနိုင်ငံတွေကိုကြားတာပါတယ်။ပြီးတာနဲ့ ဒီဘုံတကိုးတွေအာနာရီလောကစည်းစိမ်တွေကိုငါကိုပေးပြီးပြီဖြစ်လို့အခုငါပေးခြင်းတဲ့သူတွေကိုပေးလို့ရပြီငါကိုကိုးကွယ်ရင်ဒါရယ်ကုန်ပေးမယ်လို့ယေရှုကမာနကထက်ဆုံဆန်းပါတယ်ဒါနဲ့ယေရှုကအချင်းစာတဲ့ငါနောက်သို့ဆုတ်တော့မင်းရဲ့ဖျားသခင်ထာဝရဖျားကိုသာကိုးကွယ်ရမယ်လို့စံစာမှာလာတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ခါမာနကယေရှုကို ယေရုရှလင်မြို့ရဲ့ဗိမာန်တော်အထွတ်ပေါ်မှာတင်ထားပြီးစံစာမှာလာတာကမင်းကိုစောင့်ရှောက်ဖို့ကောင်းဝိတ္တမန်တွေကိုမှားထားတဲ့အတိုင်းမင်းရဲ့ခြေကိုကြောက်နဲ့မထိခိုက်စေဖို့သူတို့ကလက်နဲ့မဆာချီပင်းလိုက်မယ်လို့ပါတယ်။ဒါကြောင့်ကိုရောကဖျားသားတော်မင်းရင်ဒီဗိမာန်တော်အထွတ်ကနေအောက်ကိုခုံချလိုက်ပါလို့ပြောပြန်ပါလေ။ဒါနဲ့ယေရှုကလည်းမင်းရဲ့ဖျားသခင်ဒါရောဖျားကိုအဆုံးစမ်းမပြုရလို့စံစကားရှိတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။ ဒီလိုနဲ့မာနဲ့လဲစုံစမ်းသွေးဆောင်ခြင်းအမှုလေပြီးရောအထံတော်ကထွက်သွားပါတော့တယ်ခင်ဗျာဆုံးထိနားထောင်ပေးတဲ့အတွက်ဂျေဇုတင်ပါတယ်ခင်ဗျာ